ီစာသင်ချိန်မှာအိန္ဒိယနိုင်ငံဖြစ်တဲ့လာအိုနိုင်ငံကိုလေ့လာကြည့်ကြမယ်နော်လာအိုနိုင်ငံကအရှေ့တောင်အာရှမှာရှိတဲ့ကုန်းပိတ်နိုင်ငံတစ်ခုဖြစ်တယ် ၁၄ရာစုကတည်းကဘရင်စနစ်နဲ့အုပ်ချုပ်ခဲ့တယ်။1946ခုနှစ်မှာပြင်သစ်လန်းအောက်ကနေလွတ်လပ်ရေးရခဲ့ပြီးတော့1985ခုနှစ်မှာလာအိုပြည်သူဒီမိုကရက်တစ်သမ္မတနိုင်ငံကိုထူထောင်ခဲ့တယ်။လာအိုနိုင်ငံကတောင်တွေထူထပ်ပြီးတော့မြစ်ချောင်းတွေပေါ်မြတယ်။မဲခေါင်မြစ်ကလာအိုနိုင်ငံအတွက်အသက်သွေးကြောသဖွယ်ဖြစ်ပြီးတော့နိုင်ငံအတွင်းမှာရှိတဲ့မြစ်အများစုကမဲခေါင်မြစ်အတွင်းကို စီးဝင်ကြတယ်။ မဲခေါင်မြစ်ကလာအိုနိုင်ငံနဲ့မြန်မာနိုင်ငံကြားမှာရှိတဲ့နယ်နိမိတ်မြစ်လည်းဖြစ်တယ်ရေဘွားအားဖြင့်အပူပိုင်းဆူဆူရာသီဥတုရရှိတဲ့ဒါပေမဲ့ဒေတာရဲ့တည်နေရာနဲ့မြင်မျက်နှာတွင်ပြင်းအနေအမြင့်ကိုလိုက်ပြီးတော့အပူချိန်နဲ့မိုးရေချိန်ရရှိမှုကတော့ကွာခြားတယ်။လာအိုနိုင်ငံရဲ့မြို့တော်ဟာဗီယန်ချင်းမြို့ဖြစ်တယ်။လူဦးရေအများစုကလာအိုလူမျိုးတွေဖြစ်ပြီးတော့တခြားတိုင်းရင်းသားတွေလည်းရှိတယ်။ နေထိုင်သူဥယျာဉ်ရဲ့60ရာခိုင်နှုန်းကျော်ဟာထေရဝါဒဗုဒ္ဓဘာသာကိုကိုးကွယ်ကြပြီးတော့တခြားဘာသာဝင်တွေလည်းရှိတယ်။ရုံသုံးဘာသာစကားတော့လာအိုဘာသာစကားဖြစ်တယ်။လာအိုနိုင်ငံရဲ့ပြည်တွင်းထုတ်လုပ်မှုတန်ဖိုးရဲ့ထောက်ဝက်ကိုစိုက်ပျိုးရေးထွက်ကုန်တွေကနေပြီးတော့ရရှိတ ဆိုင်ပြိုးမြေရဲ့80ရာခိုင်နှုန်းမှာစံစဘာဆိုင်ပြိုးတယ်။ရွှေ၊ကျင်းနီ၊ကြောင်မေးသွေးစတာတွေကိုလည်းတူးဖော်ရရှိပြီးတော့နိုင်ငံခြားကိုတင်ပို့ရောင်းချတယ်။မဲခေါင်မြေရဲ့မြစ်လက်တက်တွေကဆယ်တွေတိဆောက်ပြီးတော့ရေအားလျက်စစ်ကိုထုတ်လုပ်တဲ့ရေအားလျက်စစ်ထုတ်လုပ်ခြင်းဟာနိုင်ငံရဲ့အရေးပါတဲ့စီးပွားရေးလုပ်ငန်းဖြစ်လာပြီးတော့အဓိကတင်ပို့ကုန်လည်းဖြစ်လာတယ်။ အခုခါမှာ လာအိုနိုင်ငံရဲ့သဘာဝရှုမျောခင်းနေလှိုင်းကူးတွေရေတခွန်တွေစတာတို့ဟာသဘာဝအခြေခံခရီးသွားလုပ်ငန်းတွေဖွံ့ဖြိုးစေဖို့အတွက်ဆွဲဆောင်လျက်ရှိတယ်။အဲဒါကြောင့်ခရီးသွားလုပ်ငန်းကအလင်းအမြန်တိုးတက်လာခဲ့တယ်။လာအိုနိုင်ငံရဲ့စီးပွားရေးဟာအိန္ဒိယနိုင်ငံတွေရဲ့ယင်းနှိမ့်မြုံနှံမှုနဲ့ကုန်သွယ်မှုတွေအပေါ်မှာမူတည်တယ်။ လာအိုနိုင်ငံကိုလာရောက်ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်တဲ့နိုင်ငံတွေဟာတရုတ်နိုင်ငံနဲ့ဗီယက်နမ်နိုင်ငံတို့ဖြစ်တယ်။2015ခုနှစ်မှာမဲခေါင်မြစ်ပေါ်မှာလာအိုမြန်မာချစ်ချည်ရေးတံတားကိုတည်ဆောက်ခဲ့တဲ့ကျိုင်းလန်နယ်စပ်ကုံတွယ်ရေးစခန်းကိုဖွင့်လှစ်ခဲ့ပြီးတော့ကုံတွယ်ရေးနဲ့ခရီးသွားလာရေးတို့မှာနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်လျက်ရှိတယ်။ ဒီပုံလေးရတော့လာအိုနိုင်ငံရဲ့မြေပုံလေးเนาะဒါကတော့လာအိုနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ဗီယန်ချင်းမြို့ဒီပုံလေးရတော့ရမ်ပရာဘုံမြို့ရခိုင်ကလာအိုနိုင်ငံရဲ့မြို့တော်ဖြစ်ခဲ့တဲ့မဲခေါင်မြစ်ဝမ်းမှာတည်ရှိပြီးတော့ရှေးဟောင်းဘိတုကလက်ရာတွေတဘာဝရှုမြော်ကင်းတွေရဲတကွန်းတွေစတာတွေကြောင့်လူသိများပြီးတော့ထင်ရှားခဲ့တယ်။ကဲဒီပုံလေးကတော့ရေရလျက်စစ်ထုတ်လုပ်ရေးလုပ်ငန်းကိုလောက်ကင်တဲ့ပုံလေးဖြစ်တယ်။ ကဲဒါဆိုလို့ရှိရင်လောင်နိုင်ငံအကြောင်းကိုလေ့လာပြီးပြီဆိုတော့နောက်စာတင်ချိန်တစ်ခုမှာနောက်ဆုံးကြံတဲ့အိန္ဒိယနိုင်ငံတစ်ခုဖြစ်တဲ့ထိုင်းနိုင်ငံအကြောင်းကိုထပ်ပြီးတော့လေ့လာကြည့်ကြမယ်နော်။ဒါဆိုဒီချင်းနဲ့နောက်စာတင်ချိန်တစ်ခုမှာပြန်တွေ့ပါမယ်။